ဝင်မှာပါဇာနီကနေကြိုးလိုပါတယ်ကြီးမှာတော့ North Net ဖေက Loki ရဲ့အန်နေများတဲ့တာသမီရဲ့အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ် North Net ထဲက Loki ကလှည့်သားမှုနဲ့ဖေကဖြစ်ပြီးတော့ပျော်စရာစွန်းစားမှုများစွာမှာပါဝင်ခဲ့သူပါဒါပေမဲ့သူ့မှာမကောင်းတဲ့ဗချန်လည်းရှိနေပါတယ်သူ့ရဲ့မျိုးစေ့ကနေအေဆာနှစ်ဖေကတွေကိုဖျက်ဆီးရတဲ့တာဝန်ရှိရဲ့တဝါတွေကိုမွေးဖွားခဲ့တာအတွက်ပါဂျော်ဒန်ဟင်ကအန်ကာဘိုရာလို့ခေါ်တဲ့ယော်ဒန်တရားနဲ့အတူလိုကီယာအန်နေရှိရဲ့မျိုးဆက်တခုကိုမွေးဖွားခဲ့ပါတယ် တကယ်မှာ S ကပ်ဘင်အိုဒင်ဟာအိမ်မက်တစ်ခုမြင်မှတ်ခဲ့ပါတယ်။အိမ်မက်ထဲမှာတော့ S ကာရီယန်နေနဲ့အမောင်သူ့ရဲ့အင်အားစုတွေကမှကြီးမားတဲ့စစ်ပွဲတစ်ခုဖြစ်ပွားနေခဲ့တာပါ။လိုကီရဲ့မျိုးဆက်တွေဟာအဲ့ဒီစစ်ပွဲမှာအရေးပါတဲ့ကဏ္ဍနဲ့ပါဝင်မယ်ဆိုတာကိုတည်မြင်ခဲ့ပါတယ်။အိမ်မက်ထဲမှာအိုဒင်နောက်ဆုံးမြင်ခဲ့တာကတော့ဝင်းဘလီးတကောင်ရဲ့မေယိုးပါ။အဲ့ဒီမှာတော့သူ့ရဲ့မြင်ကိုရလုံးဝကိုအမောင်ကျသွားခဲ့ပါတယ်။ကျိုးနေပဲအက်စကန်နဲ့ဖျားရီဟာလိုကီရဲ့ကလေးတွေကိုရှာဖို့အတွက်ယော်ဒန်ဟင်ကိုခီးထွက်ခဲ့ကြပါတယ် လိုကင်းနဲ့အန်ကာဂိုရာရဲ့ကလေးတွေဟာတိတိတသာကိုငယ်ပါလေ။မွေတကောင်ဝင်းပလေးပေါင်လေးတကောင်နဲ့လှပတဲ့မိန်ကလေးတယောက်တို့ပါ။နှစ်ဖျားတွေဟာအဲ့ဒီကလေးသုံးယောက်ကိုအန်ကာဂိုရာနဲ့လိုကီဆီယာနဲ့ပြန်ပေးဆွဲပြီးတော့ SKC တည်ဆောင်ခဲ့ပါပဲ။ SK ကိုပြန်တဲ့ခေတ်ဟာအချိန်တော်တန်ကြာခဲ့ပြီးတော့အိုဒီယန်မွေရဲ့အရွယ်စား၂ဆတက်လာတော့ဒေထားမိခဲ့ပါပဲ။အဲ့ဒီမွေဟာအရွယ်စားအလွန်ကြီးမားလာပြီးအန်နေများလာမှကိုစိုးရိမ်လာကြအောင်မိကပ်ကိုဝင်းရံနေပင်လယ်ထဲကိုပစ်ချခဲ့ပါပဲ။ နှစ်တကြာလာတဲ့ခါမှာမွေဟအတော်ကိုကြီးမလာပါလေ။နှစ်မှာကဘာကိုတစ်ဖက်ပတ်ပြီးတော့သူ့ရဲ့ကိုယ်ဝိုင်အမိကိုတောင်ပြန်ရှာတွေ့ရလို့ဆိုကြပါရဲ့။ဒီထိတ်လန့်စရာတရွာကြီးကတော့ယောမန်ကန်ဒါလို့ခေါ်တဲ့ကဘာမွေကြီးပါ။လက္ခဏာတော့ကာလာတွေမှာတောနဲ့ယောမန်ကန်ဒါရဲ့တိုက်ပွဲဟာကဘာကြီးကိုတုံ့ဟာသွားစေခဲ့ပါရဲ့။ယောမန်ကန်ဒါဟာတောရဲ့တူနဲ့ခေါင်းကိုအရိုက်ခံပြီးတော့တည်ဆုံးခဲ့ရတာပါ။ဒီရဲ့ချက်ကြောင့်မွေရဲ့စိတ်တွေပေါက်ကွဲထွက်လာပြီးတော့အဲ့ဒီအစိတ်တွေကြောင့်ပဲတောတယောက်ဒီဆုံးခဲ့ရပါတယ် ရောမန်ကန်းက non standard ရဲ့မှာနာမည်ကြည့်မယ်အခြားနယ်ပယ်တွေမှာတော့လူတင်နေပါဗျ။ဒါပေမဲ့ God of Ragnarok ခင်းထဲမှာစက္ကန့်တစ်ခုအနေနဲ့ပေါဝင်လာပြီးနောက်ပိုင်းမှာတော့ဖြည်းဖြည်းနဲ့လူတင်များလာခဲ့ပါဗျ။ Loki ရဲ့ဒုတိယမြောက်ကလေးတယောက်ကတော့ Fana Wimbley ပါ။ non standard ရဲ့ကြောက်စရာကောင်းဆုံးတရားရေးကတစ်ကောင်လေးဖြစ်ပါလေ။မိကမှာနေထိုင်ကြတဲ့လူသားတွေကမှ S ကမှာနေကြတဲ့ Nephew တွေကြားမှာလည်းကြောက်စိတ်ကိုနှိုးဆွခဲ့တဲ့တရားကြီးပါ။ စကန်ဒီနေးဗီးယန်ဒန်နာရီမှာတော့ဝင်းပလေးဆိုတာမကောင်းဆိုးဝါးရဲ့အင်အားစုနဲ့ပတ်သက်နေတယ်လို့ဆက်ဆက်ပြကြပါတယ်။ဖန်နာဟာဒီမကောင်းဆိုးဝါးအင်အားစုတွေကိုကိုစားပြုသူပါ။ဖန်နာဟာရွေချက်တခုရဲ့နဲ့မွေးဖွားလာတာပါ။အက်စကန်နတ်ဖျားတွေကိုဖျက်ဆီးပစ်ဖို့ဖြစ်ပါတယ်။ဝင်းပလေးဘောင်လေးဘဝမှာတော့အက်စကန်မှာရှိတဲ့နတ်ဖျားတွေကသူ့ကိုချစ်ခင်ကြပါတယ်။ဒါနဲ့ဖန်နာတဖြည်းဖြည်းကြီးထွက်လာရင်ဆိုးဝါးပြီးကျန်းဖက်တဲ့ရိုက်တွေပေါ်ပေါက်လာပါပဲ။ဒါပြင်နတ်ဖျားတွေကစတဲ့မုန်းတီးလာပါပဲ။သူသဖြင့်အိုရင်ဟောပါ နေ့တဲ့တနေ့အရွယ်ကြီးလာနေတဲ့ဖာရာကိုချုပ်နှောင်မှုတွေနဲ့ဖျားရီဆုံးဖြတ်လိုက်ကြပါပဲ။လူပုပင်ရှင်တွေဖန်တီးထားတဲ့တန်ကြိုးတစ်ခုနဲ့ခြေနှောင်ပြီးတော့ဝင်းပလေးကိုအချင်းချခဲ့ကြပါပဲ။ဒါပေမဲ့ဖန်နာကိုညင်အောင်ချုပ်မဲ့ဖြစ်စဉ်တစ်ခုလုံးမှာနတ်ဖျားတရားဟာသူ့ရဲ့လက်တစ်ဖက်ကိုစည်းရေခဲ့ရပါသေးတယ်။နေ့တဲ့တနေ့အရွယ်ကြီးလာနေတဲ့ဖန်နာကိုထာဝရချုပ်နှောင်ထားလို့မရပါဘူး။ဒီလိုနဲ့ပဲရက်ကနာရောအချိန်ကာလကိုရောက်လာခဲ့ပါပြီ။ ဖန်နာကသူ့ကိုချီနှောင်ထားတဲ့တန်ကျိုးတွေကိုဖျက်လိုက်ပြီးတော့လိုကီဦးဆောင်တဲ့အင်အားစုတွေနဲ့အတူနတ်ဖျားတွေကိုတိုက်ဆိုင်ပါတော့တယ်။စူပါရှာမှာဖန်နာနဲ့ရင်ဆိုင်ခဲ့သူကနတ်ဖျားပင်အိုဒင်မှာဖန်နာကရက်နာအိုဒင်မှာအိုဒင်မျိုးချလိုက်ပြီးတော့သူ့ရဲ့တာဝန်ကျေဝန်ခဲ့ပါတယ်။ဒါပေမဲ့ဖန်နာကိုယ်တိုင်လည်းလက်ကျန်စစ်ပွဲတွေမှာအသက်မရှင်နိုင်ခဲ့ပါဘူး။အိုဒင်ရဲ့တားဖြစ်သူဘီတာကဖန်နာရဲ့မေးရိုးတွေကိုနှစ်ချမ်းခွဲပြလိုက်ပါတယ်။ကားရောရက်နာရောရဲ့တာရဲ့ကြီးကိုနာမည်ကြီးရဲ့ဖန်နာဝင်ဘလူရဲ့အဆုံးတက်ပါ။ လူကြီးရဲ့သုံးယောက်မြောက်ကလေးကတော့နတ်ဆရာမဟဲပါသူ့ကိုဟဲလာလို့လည်းခေါ်ကြပါတယ်မထိုက်တန်တဲ့တေးချင်းနဲ့တေးပြီးတော့ဘာဟာလာကိုမရောက်နိုင်ခဲ့တဲ့ဝိညာဉ်တွေရဲ့အုပ်စုလူတယောက်ပါဟဲလာရဲ့မျက်နှာကကြောက်စရာလွန်ကောင်းပါတယ်သူမရဲ့မျက်နှာတစ်ဖက်ကပျော်ရွှင်တယောက်လိုလှပနေပြီးတော့ကြံတစ်ဖက်ကတော့ပုံသူဆွေးမြင်နေတဲ့အလောင်းတစ်လောင်းပါဟဲလာရီယောစကကိုပြန်ပေးဆွေးခဲ့ရတော့ငငယ်လေးပဲရှိပါသေးတယ်။စကမှာတော့နတ်ဖျားတွေကဟဲလာကိုစက်ကိုစက်ကန်းနဲ့ကြည့်ခဲ့ကြပါတယ်။တချို့ကတော့သူ့မကိုကြောက်ကြပါတယ်။ ဒါပြင်သူမအသက်ရှင်နေတဲ့အထဲတည်သူတွေနဲ့ဆက်ဆံနေရတာကိုပို့ပြီးတော့နှစ်တက်သူဖြစ်နေပါတယ်။အိုရင်ကအဲ့ဒီချက်ကိုဒီထားပြီးသွားပြီးရောတည်သူဝိညာဉ်တွေရဲ့ကောင်အုပ်ဆိုးသူဖြစ်ခန့်ပေးကြတာပါ။ဂျင်နဖျက်မဟဲရဲ့ခင်းနန်းကတော့နီဖိန်ရဲ့အေးခဲ့ပြီးတော့မှောင်မိုက်နေတဲ့အပိုင်းမှာတည်ရှိနေတာဖြစ်ပါတယ်။ဆုံးတင်တော့ပြီးသွားလို့ကျေးဇူးတင်ပါတယ်ဗျာ။ဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင်တော့ like and subscribe လုပ်ပြီးတော့မမေ့ပါနဲ့ဦးနော်။